ဒီနေ့ဆက်လက်ပြီးနောက်ထပ်တင်ဆက်ပေးရှင်တဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆူဝေရေးသားတဲ့နောက်ထပ်လက်နက်ထက်တိုးလာဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကမက်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့မင်းကလေးကြီးကိုတဘောဝဘေးအန္တရာယ်ကြီးအဖြစ်မယူဆတော့ပဲ၎င်းတို့အာဏာကိုဆက်လက်စုပ်ကင်ထားနိုင်ဖို့လက်နက်အဖြစ် အသုံးချလာပြီလို့ Asia Times သတင်းစာမှာစောင်းပါရေးသားလာခဲ့ပါတယ်။နိုင်ငံတကာကပေးလာတဲ့အထောက်ပံ့များကိုအဆင်ပြေချောမွေအောင်လုပ်ပေးရမယ်အစားအချင်းနေများဖယူဖယဲဖြစ်နေမှုကိုအခွင့်ကောင်းယူကာတော်လန်ရေးဖွဲ့များထိန်းချုပ်ထားတဲ့ဒေတာများကိုပြစ်မှတ်ထားကလူသားချင်းစာနာထောက်ထားမှုဖြင့်ပေးလာတဲ့အကူအညီများကို ပိတ်ဆို့ပစ်ခဲ့တဲ့အပြင်လေးချောင်းကဘုံကျဲတိုက်ခိုက်လာခဲ့ပါတယ် ထို့သောတဘာဝဘေးဒုက္ခကြီးကိုပင်၎င်းတို့ အကျိုးအတွက်ပြောင်းပြောင်းတင်းတင်းအသုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြက်ပြက်သားသားတုံ့ပြန်ဖို့လိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မဲ့အာဆီယံထိပ်သီးအစည်းအဝေးဟာမြန်မာအရေးကိုကင်တွဲဖြေရှင်းရေးမှာလွန်စွာအရေးပါတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်ရတော့မှချမှတ်ရတော့မယ်အဖြစ်နဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌမလေးရှားအားလည်းထိရောက်တဲ့တုံ့ပြန်မှုမျိုးလုပ်ခွင့်ရနေပါလျက်မလုံနိုင်သည်လားမလုံချင်သည်လားဟူသည်ကအတိအကျမသိနိုင်ဖြစ်နေသေးပင် ဖြစ်ပါတယ်ဝန်ကြီးချုပ်အီဘရာဟင်အန်မွာကလက်ရှိအကူအညီပေးနေမှုများမှတဆင့်သက်ဆိုင်သူအလုံးပါဝင်မဲ့ဆွေးနွေးပွဲဖြင့်ငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့အဖြေရှားရန်ကျမ်းဖတ်သမားမင်းအောင်လှိုင်ရအချက်၅ချက်ကိုလက်ခံလာအောင်ချီးကပ် သွားမဲ့ formula ကိုမနေ့ကချပြလာပြီဖြစ်ပါတယ်။၎င်းရဲ့မြမကြီးအကြံပေးသမားများဖြစ်တဲ့တာဆင်နဲ့ဟွန်ဆန်တို့ကမြမကြီးကိုဖြည့်ရှင်းရမှာဒီမိုကရေစီနဲ့လူအခွင့်အရေးဦးစားပေးရမယ်အချိန်မဟုတ်လို့ပြောဆိုထားပြီးသူများလည်းဖြစ်ပါတယ်။ထိုပုဂ္ဂိုလ်နှစ်ဦးဟာမြမပြည်အားတုံးစားမရတဲ့လူများသာအုတ်ချုပ်စေခြင်းကြသူများဖြစ်ပါတယ်။ ဟွန်ဆန်2022မှာဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့စဉ်ကမင်းအောင်လှိုင်အားအာဆီယံမှထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးတဲ့ကြားမှတိုက်ရိုက်ဆက်ဆံခဲ့သူဖြစ်ပါတယ်။ဟွန်ဆန်ကမ္ဘောဒီးယားကိုအာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့တဲ့တမိုင်းကြောင်းနဲ့ကိုဗစ် -19 ကိုအကြောင်းပြအတိုက်ခံများဖိနှိပ်ခဲ့သည်များရှိခဲ့တဲ့နောက်ခံတမိုင်းကြောင်းများရှိနေတဲ့ကြားကအကြံပေးဖြစ်ခန့်ထားတာကိုကြည့်မိဆိုက အာဆီယံဟာမြမအရေးအားဒီမိုကရေစီကိုဥတီမဲ့ဖြည့်ရှင်းချက်မျိုးစိတ်ကူးမရှိတီကထင်ရှားလွန်းလာပါတယ်တက်ဆင်ဟာလည်းထိုင်းနိုင်ငံကြီးမှာအငင်းပွားစရာများကြံ့ရစ်အောင်အုပ်ချုပ်သွားခဲ့သူဖြစ်လို့အာဆီယံရဲ့ဒီမိုကရေစီမျှော်မှန်းချက်များကိုဆွမ်းဆောင်ပေးနိုင်မဲ့သူဖြစ် ယုံကြည်ခံရမယ့်လူမျိုးမဟုတ်ပါဘူးထို့နှစ်ဦးဟာအကြံပေးဖြစ်ထဲသွင်းလာခြင်းကပင်မြမာရေးအားပြက်ပြက်သားသားကင်တွယ်ဖို့မရှိဘဲရည်ရှိထက်၎င်းတို့အကျိုးအတွက်လက်တလော အစဉ်ပြေနိုင်မဲ့ဤလမ်းမျိုးသာရည်ရထားခြင်းဖြစ်ပါတယ်ယခုလဲမွေးဖွားပြီးလျင်ပြီးချင်းမိတွင်ထဲမှာပင်သေဆုံးသွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်အားလဲမြမာရေးအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်းချက်အဖြစ်စုပ်ကိုင် ထားတော့လေအကောင့်ထဲပေါ်အောင်အတင်းကျပ်လှုပ်ချင်းမျိုးမရှိခဲ့ပါဘူးလက်ရှိမှာတော့ဆရာနာသိန်းအဖွဲ့ဟာ၎င်းတို့လုံနေကြပုံစံအတိုင်းလက်ရှိအကြက်တဲကို၎င်းတို့လူတလူကျိုးကင်ချဲလေပြီးအာနာကိုဆက်၍ချုပ်ကင်ထားဖို့လုံပန်းနေကြပါလေလာမယ့်ဒီဇင်ဘာလောဇန်နဝါရီလောမတိရသေးတဲ့ရွေးကောက်ပွဲကိုလည်းအကြောင်းပြရွှေဆိုင်အုံးနေတာဖြစ်ပါတယ် နိုင်ငံတကာကလည်း၎င်းတို့ရဲ့မတရားလုပ်ရများကိုအရေးယူဖို့တုံ့နှေးနေကြပြီးအာဆီယံကသာ ပုံချထားကြပါတယ်။အာဆီယံဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုတာဝန်ရှိတဲ့အဖွဲ့အစည်းအဖြစ်မှမသက်ဆိုင်သလိုဖြစ်လာနေပါတယ်။လက်ရှိဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားဟာထို့သူပြက်ကွက်လာမှုများကို လမ်းမှန်ရောက်အောင်တက်မှတ်ပေးနိုင်မဲ့လွန်စွာအရေးပါသောအခွင့်အလမ်းရရှိလာပြီဖြစ်ပါတယ်။ လက်တလုံးမှာအာနာသိန်းအဖွဲ့အားအကူအညီများကို၎င်းတို့ အကျိုးအတွက်ကျိုးကင်ချေလည်နိုင်ခြင်းမရှိစေရနဲ့တော်လန်ကြီးတက်များလက်အောက်ရှိဒေသများပါမကြံငလင်ဘေးတင်တဲ့ဒေသအလုံးတို့ ရောက်ရှိရန်လှုပ်ဆောင်တင့်လာပါတယ်။ထို့သောလုံနိုင်ရန်အကြမ်းဖက်တပ်ကိုဘေးဖယ်ပြီးပြည်တွင်းပြည်ပ NGO များနဲ့တိုက်ရိုက်ထိတွေ့ပြီးလှုပ်ဆောင်သွားရမှာဖြစ်တယ်လို့យេតាថាပါတယ် ်ထို့သောမဟုတ်ကမိသူကမိမြပင်အကူအညီပေးနေစေကောင်းမူလိုအပ်နေသူများထံမိသူများရောက်နိုင်စရာမရှိလို့မိမိအနေနဲ့ယူဆမိပါတယ်ယခုခါကုလအထူးတန်တမန်ရောက်ရှိလာခြင်းမှာပင်စကိုင်းတိုင်းဝန်းတူမြို့နယ်အတွင်းပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်များအပါဝင် လူ30ခန့်တေဆုံးသွားခဲ့ပြီးဆိုတဲ့သတင်းစိုးကြီး ထွက်ပေါ်လာခဲ့ပါတယ် ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်